စကိုင်းနေလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တင်ရင်အကြောင်းအရာကတော့မြန်မာနိုင်ငံချမ်းမြေဝန်ဆောင်မှု အသင်းဘဟုကညကြီးနာတွင်အင်ချမ်းမြေအသိပညာပေးသင်တန်းနေ AML CFD ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်တင် जा ခဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုဥက္ကဋ္ဌဒေါ်မမှုအောင်ရဲ့ဥဆောင်လမ်းညွှန်မှုနဲ့အတူ ကချင်ပြည်နယ်မြစ်ကြီးနားမြို့စီတာဘူးရပ်ကွက်ရှိ RM Hotel တွင်အိမ်ချမ်းမြေအသိပညာပေးသင်တန်းနှင့် AMN CFD ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကိုဒီကနေ့နိုဝင်ဘာလ15ရက်နနက်9:00နာရီကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားကိုကချင်ပြည်နယ်ခရိုင်အုပ်ချုပ်ရေးမှူးမြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဘ ഹു ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနှင့်ဘ ഹു အလုံးမှုဆောင်များ မြန်မာနိုင်ငံအင်ချမ်းပြည်ဝန်ဆောင်မှုအသင်းကချင်ပြည်နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ကချင်ပြည်နယ်မကွေးတိုင်းနေပြည်တော်မန္တလေးအစရှိတဲ့ကိုယ်စားလှယ်များစုံလင်စွာတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ရှေးဦးစွာမြကြီးနားမြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်သိန်းနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကဥတန်းစော်တို့ကအဖွင့်အမာစကားပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့မြန်မာနိုင်ငံအင်တာမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဒေါ်မွမွအောင်ကသင်တန်းဖွင့်ရရင်ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံအင်တာမြေဝန်ဆောင်မှုအသင်းဗဟိုဒုတိယဥက္ကဋ္ဌဦးမြင့်စိန်ကအင်တာမြေအသိပညာပေးသင်တန်းနေ AMN CFG ဆိုင်ရာအသိပညာပေးသင်တန်းနေဆက်လင်းပြီးရှင်းလင်းပြောကြားခဲ့ပါတယ်။ တဆက်သေးမှာပဲမြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဆိုင်ရာကချင်ပြည်နယ်အင်ချမ်းမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌဦးမမောင်ကပြောကြားခဲ့ပြီးကချင်ပြည်နယ်အင်ချမ်းမြေဝန်ဆောင်မှုအသင်းအတွင်ရေးမှူးဦးကြည်စိုးကသင်တန်းဖွင့်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့အင်ချမ်းမြေနယ်ဥပဒေအကြံပေးတရားလွတ်တော်ရှင်နေကြီးဦးကျော်အေးမစာချုပ်စာတမ်းနဲ့ပတ်သက်သောလုံထုံးလုံးကြီးဆိုင်ရာအသိပညာပေးများကိုဟော အသိပညာပေးများကိုဗဟုသုတရအောင်ဟောပြောပေးခဲ့ပြီးအင်ချမ်းမြေအကျိုးဆောင်များပုံမှုကောင်းမွန်သောကိုရီကိုသေးတိုးတက်စေရန်ဒေါက်တာဦးတောင်းကြည်ကတွင်နေခဲ့ပါတယ်ဆလဘီမြကြီးနာမျိုးနဲ့အထွေထွေအုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင်စောက AML CFG ဆိုင်ရာအသိပညာပေးသင်တန်းပို့ချပြီး အွန်လိုင်းဆုံးအစီအစဉ်ဖြင့်အထွေထွေအုပ်ချုပ်ရေးနှင့်ပြည်သူ့ရေးရာစီမံခန့်ခွဲရေးနေပြည်တော်မှဒုတိယညွှန်ကြားရေးမှူးသူရိန်အောင်က MN CFG ဆိုင်ရာကိုအသိပညာပေးဆွေးနွေးခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှု အသင်းဘဟုကဦးစီးပြီးအင်ချမ်းမြေအသိပညာပေးသင်တန်းနဲ့ AML CFG ဆိုင်ရာအသိပညာပေးသင်တန်းကိုဖွင့်လှစ်တင် जा ပေးပြီးတဲ့နောက်အခမ်းအနားကိုစူပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ကူးရေးအောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါဗျ။